တနိုင်ငံလုံးငလီရင်ဘေးကြောင့်ဝန်ရွေးပူဆွေးနေချိန်မှာစစ်ကောင်စီကအရတားကြီးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အရခတ်တတော် AA ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့တပ်စခန်းကတော့ကြောက်ဖြူမြို့နယ်ဂုံးရွှင်တိုင်နယ်အမှတ်32ရေတပ်ရင်းနဲ့မနီမဝေးမှာရှိတဲ့ပြင်းရှိကြီးရွာမှာစစ်ကောင်စီဝင်ရောက်တပ်ဆွဲထားတဲ့နေရာဖြစ်ပြီး ဧပြီလ၁ရက်နေ့အာယုံတက်ချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်ဒေသခံစီးရဲတရင်ရင်းမြစ်တွေကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီတပ်ဟာမလာကုံကြီးရွာကိုဝင်တဲ့နေ့ကလေးကပြင်ရှိကြီးရွာကိုဝင်ရောက်နေရယူထားတာဖြစ်ပြီးရွာမှာတက်ဆွေးထားတာဖြစ်ပါရယ်တက်ဆွေးထားတဲ့စစ်ကောင်စီတပ်တွေကိုအေအေကတိုက်ခိုက်ခဲ့တာကြောင့်မနက်၉နာရီကျော်လောက်အထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါရယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအထင်အားကား တန်ရအများကြီးနဲ့ဆုတ်ခွာခဲ့ကြရတယ်လို့စစ်ကောင်စီဘက်ကနေပိနဲ့ drone တွေနဲ့အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။